အားလုံးပဲမင်္ဂလာပါခင်ဗျာတောက်ကြန်လေးမနက်အစောပိုင်းမှာရှင်ပြန်ကစားမယ့်ကလပ်ကပဖလားပွဲစဉ်လေးတွေကအကောင်းဆုံးဖြစ်နိုင်မယ့်ထင်တဲ့ပွဲစဉ်လေးတွေကိုထုံးစံတိုင်းခမန်းရွေးချယ်တုံသက်ပေးကြပါလေလူလူရှင်းလေးပေါ့နေနောက်ကြနေတာဖြစ်တဲ့တော့ပေါ့နော်โอเคပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါ Juventus အတင်းနဲ့ Manchester City အတင်းရဲ့ပွဲစဉ်ပေါ့နော်စိတ်ဝင်စားဖို့ကောင်းတဲ့အသေးကြီးနှစ်တင်တွေ့ဆုံနေတဲ့ပွဲစဉ်ဒီပွဲစဉ်လေးကိုစတင်ပြီးတော့ခမန်းပေးကြပါလေဆိုတော့ဒီပွဲစဉ်ကတော့ မရတနာကြီးပွဲမှာရှင်မြန်ကစားမှာဖြစ်တဲ့အတွက်ကိုဘောလုံးပွဲတွေဒါငတ်မွနေတဲ့ဘော်ရာတွေအနေနဲ့ကတော့ဒီပွဲစဉ်လေးကတော့စောင့်ကြည့်တဲ့ပွဲစဉ်လေးဖြစ်တယ်။ okay ဒီအုပ်စုရဲ့လက်ရှိအမှတ်ပေးစရာအခြေအနေကိုကြည့်မယ်ဆိုရင်တော့နှစ်သင်းစလုံးကတော့အသင်းကြီးတွေဖြစ်တဲ့အတွက်ကိုအဲနောက်တစ်သင်းကိုလည်းကျင်းစီပေါက်တက်သွားပြီလို့ပြောလို့ရတယ်နှစ်သင်းစလုံးကရမှတ်6မှတ်စီဂျူဗင်တက်လည်း6မှတ်နှစ်ပွဲကစား2ပွဲနိုင် City တီလည်း2ပွဲကစား2ပွဲနိုင်6မှတ်ဆိုတော့အောက်မှာ Casablanca နဲ့ LA အသင်းကရမှတ်မရရှိသေးတာရမှတ်မရရှိသေးတာဖြစ်တဲ့အတွက်ကို သူတို့နှစ်သင်းဒီဒါနိုင်နိုင်ရှုံရှုံတည်ကြကြပေါ့နော်နှစ်သင်းစလုံးကနောက်တစ်သင်းတက်သွားပြီဖြစ်ပါတယ် okay ဆိုတော့စိတ်ဝင်စားဖို့ကောင်းတာတစ်ချက်ကဒီအုပ်စုထဲမှာအသင်းကြီးနှစ်သင်းဟာတွဲဆောင်ခဲ့တယ်ပေါ့နော်အသင်းတွေကိုဂိုးပြတ်တည်းကြီးပဲတွင်းထားတဲ့အသင်းတွေပေါ့နော်ဆိုတော့ဂျူဗင်တက်ဆိုလို့ရှိရင်လည်း LA ကို၅ခုဂိုးမရှိခါဆာဘလန်ကာကို41ဆိုတဲ့ရလက်မျိုးတွေနဲ့ဂိုးပြတ်နိုင်ရရှိထားလို့ City တီလည်းအဲ့ဒီနှစ်သင်းဝဲပေါ့နော်ဒါကာဆာဘလန်ကာကို 2C LA ကို 6C ဆိုတဲ့ရလက်မျိုးတွေနဲ့အနိုင်ရရှိထားတယ် ဆိုတော့နှစ်သင်းစလုံးမှာကလေကစားသမားအနေထားရကြည့်မယ်ဆိုလို့ရှိရင်တော့ Manchester City အသင်းကတော့ကစားသမားကောင်းတွေကိုပိုပြီးပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ဂျူဗင်တက်မှာဆိုလို့ရှိရင်လည်းဒါဗလာဟိုဗစ်လိုတိုက်စစ်မှုတွေဒါနောက်ပိုင်းပွဲစဉ်တွေမှာနှစ်ပွဲဆက်ဂိုးသွင်းထားတဲ့အာရီဒက်စ်လိုလူငယ်ကစားသမားတွေအပြင်ကိုကိုက်စီဝိုလိုခြေစွမ်းတက်နေတဲ့ကစားသမားတွေကလည်းရှိနေတယ် City ဘက်မှာလည်းဒါပြောစရာမလိုဘူးဒါဟာလန်လို့အာဆာဗင်ဟိုတို့မာမိုရှ်တို့အပြင်ပေါ့နော်တကယ်ကိုကောင်းတဲ့အစုအဖွဲ့ကိုပိုင်ဆိုင်ထားတယ်ဆိုတော့ဒီပွဲစဉ်က အဲရမတ်မလို့ပဲမဲ့တိခါပိုင်းအရာကိုပြန်ဆိုင်မှုပြင်းထန်မဲ့ပွဲကောင်းလေးတပွဲ Okay ဆိုတော့ကျွန်တော်တို့ဒါထွက်ပေါ်လာတဲ့ကြေကျော်ပေးမှုကိုကြည့်အောင်ပေါ့နော်အာရှစီကွာရဲ့ဖွင့်လှစ်မှုအရာဆိုလို့ရှိရင်တော့အာမန်ချက်စတာစီးတီးအသင်းကလူချင်းပို့တောင်းပြီးတော့ပေါ့နော်လူကြိုက်များလာနိုင်တဲ့အသင်းအဖြစ်ရှိတယ်အပေါ်အသင်းဖြစ်ရှိနေတဲ့အတွက်ကိုလာ190အနိုင်ဆိုတဲ့ကြေးမျိုးလေးပေးလာပါတယ်ကိုပေါင်းကြီးအရာဆိုလို့ရှိရင်တော့ဒါ390အနိုင်ဆိုတဲ့အကျော်ပေးမှုလေးဖွင့်လှစ်လာပါတယ် ဆိုတော့အလုံးကြီးရတဲ့အတိုင်းပဲကျွန်တော်အများအားပြောနေသလိုဒါ190ကျေးဆိုတာလည်းဒါ formula ကျေးလို့ပြောလို့ရတယ်ပေါ့နော်အောင်ခဲ့တဲ့ကျေးမျိုးဆိုတော့ city အနေနဲ့လက်ရှိ club ranking နေအရာလူစင်းနေအရာကစားပုံအရာဆိုလို့ရှိရင်တော့ဒီထက်ပြင်းရှားတဲ့ကျေးမျိုးလေးတော့ပေးတင်နေပေါ့နော်ဒါ Juventus ဆိုတော့ညာလည်းနှစ်သိန်းချောင်းမှာကွာဟမှုကဒီနှစ်ပိုင်းခြားတွေမှာတော့တော်တော်လေးကြီးမားပါတယ်ဒါကြောင့် city အနေနဲ့ဖြစ်တဲ့ကျေးမျိုးက190အနိုင်ဆိုတာထက် အာ190အနိုင်သူမ130အနိုင်လောက်ဆိုလို့ရှိရင်တော့ကျွန်တော်စိတ်ထင်ဖဲဖြစ်မယ်လို့တော့ထင်တယ်အာတလုံးသွင်းအပြည့်နီးပါးနိုင်မယ်ဆိုတဲ့ကြေးရတော့ဒါ City ရဲ့ကြေးကမတင်မကြကြေးမျိုးကြီးဖြစ်နေရတော့ပေါ့နော်ဒီပွဲစဉ်ကတော့ကျွန်တော်စိတ်ထင်တေးပွဲစဉ်လို့ကျွန်တော်ထင်တယ် City လည်းနောက်တစ်ဆင့်တက်သွားတာဖြစ်တဲ့အတွက်ကိုအရင်ကဒီပွဲစဉ်မှာအားဆိုင်ပါမလားပေါ့နော်ချက်စိတ်ဝင်စားဖို့ကောင်းတယ်နောက်ထပ်ကတော့ Bori ထပ်ပို့ပြီးတော့ Strong ဖြစ်မယ်လို့ကျွန်တော်ထင်တာကတော့ဂိုးပေါင်းကြီးပေါ့နော်ဆိုတော့နှစ်သင်းစလုံးစီရှေ့မှာကစားခဲ့တဲ့နှစ်ပွဲတွေမှာဒါဂိုးပြတ်တည်းကြီးပဲ တွင်းလာခဲ့တဲ့တိုက်စစ်တွေကိုပိုင်ဆိုင်ထားတဲ့နှစ်တင်းတိုးတော်လည်းလက်ရှိမှာဂိုးပေါင်းကြီးရကြည့်မယ်ဆိုလို့ရှိရင်တော့အတင်းကြီးနှစ်တင်းတွဲဆောင်နေမှုမှာ၃လုံး90အနိုင်ပေးထားတယ်ဆိုတာကတော့ဂိုးပေါင်းအပေါ်ကိုဘူကီရီအနေနဲ့ဆွဲခေါ်နေရလို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့ဂျူဗင်တက်နဲ့မန်စီးတီးဒီနောက်တစ်ဆင့်ကိုနှစ်သင်းလုံးတက်သွားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကတော့ကျွန်တော်ထင်ပါတယ်ဟိုအရင်တိုက်စစ်ဖွင့်ပြီးတော့မဖြစ်မနေအသေးအံကစားကြမဲ့ပွဲစဉ်လို့တော့မထင်ဘူးကျွန်တော်စိတ်ချင်ပါတော့ဒီပွဲစဉ်က ဂိုးနေပြီးတော့တည်ကြနိုင်မဲ့ပွဲစဉ်လို့လို့ထင်တယ်ဒါကြောင့်ကျွန်တော်ကဒီပွဲစဉ်မှာဂိုးပေါင်းအောက်ရွေးချယ်ပေးချင်တာမျိုးရှိပါတယ် Okay နောက်ထပ်ပွဲစဉ်လေးကိုသွားလိုက်ရအောင်နောက်ထပ်ပွဲစဉ်ကတော့ AHL AHL နဲ့ Pachuca တင်းရဲ့ပွဲစဉ်လေးကိုခမန်းပေးချင်ပါတယ် Sorry Club AHL နဲ့ Pachuca ကတော့ဒါ Mexico Club ပေါ့နော်ဆိုဒီအုပ်စုမှာဆိုရင်တော့ Real Madrid အတင်းကတော့ရမှတ်၄မှတ်ရရှိထားတယ်။ Selbach ကရမှတ်၄မှတ်၊ Ehile ကရမှတ်၂မှတ်၊ Pachuca ကတော့ရမှတ်မရရှိသေးတာဖြစ်တဲ့အတွက်သူကတော့နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ မတေချာတော့ဘူးပေါ့နော်အဟီလေကလည်းရမနှမတ်ဆိုတော့ဆယ်ဘတ်နဲ့ရီယားလည်းထိတ်တိုက်တစ်ဖက်မှာတွေးဆနေတာ ဖြစ်တဲ့အတွက်ကိုအဟီလေဒီပါချူကာကိုနိုင်မယ်ဆိုလို့ရှိရင်တော့ရမ၅မှတ်နေပေါ့နော်ဟိုနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အခွင့်အရေးကောင်းကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်ဆိုတော့ရီယားနဲ့ဆယ်ဘတ်ကလည်းနိုင်တဲ့အသင်းကနောက်တစ်ဆင့်ကိုတက်ရောက်မှာဖြစ်တဲ့အတွက်ဒီအုပ်စုရဲ့ဒါရီယယ်မက်ဒရစ်ဆယ်ဘတ်နဲ့အဟီလေ၃သင်းရအောင်ဘယ်သင်းရပါတော့ဒါနောက်ဆင့်ကိုတက်သွားမလဲစိတ်ဝင်စားဖို့ကောင်းတယ်ဒါကြောင့်အခွင့်အရေးကိုစီရှိတယ်ဒီနေ့သားမှာမှဒါရီယယ်မက်ဒရစ်သင်းနဲ့ဆယ်ဘတ်နဲ့တွဲဆုံနေတာဖြစ်တဲ့အတွက်ကို ရီယယ်မက်ဒရစ်တင်းရနောက်တစ်ဆင့်ကိုတက်ဖို့အတွက်ရေပန်းစားနေတာမျိုးရှိတယ်ဆိုတော့အဲဟီလေအဲဟီလေအနေနဲ့ကပါချူကာကိုနိုင်ရရှိမယ်ဆိုရင်ကျွန်တော်ရှေ့ရပြောလို့ရမှတ်၅မှတ်နဲ့နောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်တဲ့အတွက်ပေါ့နော်အဲဟီလေရဲ့အော် ရုံအောင်ကျွန်တော်တစ်ချက်ကြည့်ရမှာလည်းဖြစ်ပါတယ်ဆိုတော့အဲဟီလေကရှေ့မှာကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာတော့ဒါပုံစံကောင်းပြသထားတယ်သူ့အနေနဲ့ဥရောပကလပ်အသင်းတွေဖြစ်တဲ့ဒါရီယယ်မက်ဒရစ်ဆိုလို့ရှိရင်လည်းလုံးဝအသင်းကြီးပြောနေစရာမလိုဘူးတရေခံကစားနိုင်တဲ့1-1ဆိုတဲ့ရလဒ်မျိုးဒါဆေဘတ်ဆိုတော့ဆေဘတ်ဆိုတာလည်းဥရောပကလပ်ဖြစ်တယ် တို့ပဲမဲ့အဲဟီလန်ဒီမရှုံးအောင်ဒါဇီးဇီးဆိုတဲ့ရလက်မျိုးနဲ့အဲ့ဒီပွဲစဉ်မှာဆိုအဲဟီလန်နေနဲ့ပို့ပြီးတော့တောင်မှ chance creative ပို့လုံးနိုင်တာမျိုးရှိတယ်ပေါ့နော်ပို့ကောင်းတဲ့ကစားဟန်ကိုကျွန်တော်တို့ဒါမြင်တွေ့ရတာမျိုးရှိတယ်ဆိုတော့တစ်ဖက်ကကျွန်တော်တို့ကန်အားမှာပါချူကာပါချူကာတော့ဒီအုပ်စုထဲမှာအာနေဆုံးမက္ဆီကိုကလပ်ဖြစ်နေတာဖြစ်တဲ့အတွက်အဲဟီလန်ဒီနေနဲ့ဒီပွဲစဉ်ကိုအနိုင်ရရှိအောင်ပေါ့နော်ဟိုကျင်းသေးပေါ့ကျိုးသားတဲ့ပွဲစဉ်ပေါ့နော် Okay ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒါအာရှဇီးကွက်ရဲ့အကြောပြမှုကိုကြည့်အောင်အာရှဇီးကွက်အကြောပြမှုရတော့ဒါအဲဒီလေဒီရှေ့မှာလည်းရလပိုင်းတွေကောင်းထားလို့တကယ်တမ်းလက်ရှိအနေထားရဆိုလို့ရှိရင်တော့ပါချူကာထက်ဆိုလို့ရှိရင်ဒါလူစင်းအရာရောအအဆအဆရရတာလုံနေတဲ့အနေထားမျိုးရှိတယ်ဒါကြောင့်ဒါတလုံးသွင်းလို့ရှိရင်ဟို30အနိုင်ဆိုတာမျိုးလေးပေါ့နော်ချို့တော့အကြောပြမှုမှာဆိုလို့ရှိရင်တော့ဒါ 1D ဆိုတဲ့ဟာမျိုးလေးလေအပေးထားတာမျိုးလေးရှိတယ်ဒါကတော့ fair ဖြစ်တဲ့ခြေလို့တော့ထင်တယ်ကိုပေါင်းခြေရကြည့်မယ်ဆိုလို့ရှိရင်တော့3 minus 50ဆိုတာမျိုးလေးကိုပေးထားတယ်ပေါ့နော်။ Okay ဆိုတော့အဲဒီလေအနေနဲ့တစ်လုံးသွင်းတော့70နိုင်မှာဒါနှလုံးသွင်းမှာအပြည့်အဝပျော်ရွှင်ခွင့်ရမယ်ဆိုတဲ့အနေထားမျိုးလေးနော်။ဆိုတဲ့အခါကျတော့ဒီပွဲစဉ်ကတော့ကျွန်တော်ထင်အာဘယ်လိုပဲဖြစ်တာအဲဒီလေကိုပဲရွေးချယ်တင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဒီပွဲစဉ်ကိုနိုင်မှာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာမျိုးရှိတယ်။ပြီးတော့ဒါအာရှကလပ်တွေရဲ့မှာဆိုရင်ကလပ်ကဘာဖလာမှာပေါ့နော်။နောက်တစ်ဆင့်တက်ဖို့အတွက်က အဟီလေဒါအာရှကုံဆောင်မှုအတွက်ပေါ့နော်မျောလင်းချက်ရှိနေတာမျိုးရှိတယ်ဒါကြောင့်လေဒီပွဲစဉ်မှာတော့အဟီလေအနေနဲ့100%အာရုံစူးစိုက်ပြီးတော့ကြိုးစားလာမယ်လို့ထင်ပါတယ်ဒါကြောင့်အာဂိုးပြတ်ဖို့တော့ခရင်မယ်ဆိုပေမဲ့အဟီလေဘော်ရီကိုပဲရွေးချယ်ရမှာမျိုးရှိပါတယ်ဂိုးပေါင်းကြီးအရာကြည့်မယ်ဆိုလို့ရှိရင်လေ3-50ဆိုတာဂိုးပေါ်နိုင်တဲ့ရာခိုင်နှုန်းတော်တော်လေးများတယ်လို့ထင်တယ်ကျွန်တော်ထင်တာပါချူကအသင်းလဲဂိုးရရှိမယ်လို့ဂိုးရရှိလိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်ဒါကြောင့်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အဟီလေဘော်ရီနဲ့ဂိုးပေါင်းအပေါ်လေးကိုရွေးချယ်ပေးတင်တာမျိုးရှိပါတယ် ဒါကတော့တောက်ကြံနေမနောက်မှာရှင်မြေကစားမဲ့ပွဲစဉ်တွေကအဲအကြိုက်ဆုံးပွဲစဉ်နှစ်ပွဲကိုထုံးစံတိုင်းခံမှန်းရွေးချယ်ပြီးကြတာလည်းဖြစ်ပါတယ်ဆိုတော့အလုံးမဲ့အဆင်ပြေကြပါစေညီကိုရီပေါ့နော် Okay ဆိုတော့ကျွန်တော် channel လေးကိုလည်း SNTV channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးကြပါအောင်ခင်ဗျာအဲရာသီသစ်မှာစတင်တော့မဲ့ Premier League ပွဲစဉ်တွေအပြင်တခြားသောပွဲစဉ်တွေရဲ့တုံ့တက်ချက်တွေကိုလည်းကျွန်တော် SNTV ကပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ပေါ့နော် subscribe မလုပ်ထားတဲ့အညီကိုရီက subscribe လေးအလုပ်ပေးခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ